လောကမှာ လူနှစ်မျိုးရှိတယ်ပထမတစ်လူကတော့အသက်တည်ကြီးလာတာနဲ့အမျှပြဿနာတွေလည်းကြီးကြီးလာတယ်ငွေကြေးပြဿနာတွေကျန်းမာရေးပြဿနာတွေနော် relationship ပြဿနာတွေအကုန်လုံးပြဿနာတွေကြီးကြီးလာတယ်နံပါတ်2လူကတော့အသက်တည်ကြီးလာတာနဲ့ပြဿနာတွေတဖြည်းဖြည်းနဲ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 လာပြီးတော့မှ အေဂျင့်နဲ့ဘဝခိုင်မာတဲ့ဘဝတည်ငြိမ်တဲ့ဘဝကိုပြလာတယ် ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကနံပါတ်1လူနဲ့နံပါတ်2လူနဲ့ပါကွာတယ်နော်နံပါတ်1လူကတော့ကျွန်တော်တို့အသက်တွေကြီးလာတဲ့ချိန်မှာ growing ဖြစ်လာတဲ့ချိန်မှာနော်အဲ့တော့ပြဿနာတွေ problems တွေကိုသူကမဖြေရှင်းခဲ့ဘူးနော်ကျွန်မကြီးမကောင်းတဲ့ပြဿနာဖြစ်တယ်အားကျွန်မကြီးကောင်းအောင်မစူးစားခဲ့ဘူးငွေချင်းနဲ့ပတ်သက်တဲ့ပြဿနာဖြစ်လာတယ်ငွေချင်းနဲ့ပြဿနာတွေကိုကောင်းကောင်းမဖြေရှင်းခဲ့ဘူး ်နော်အဲ့တော့လုပ်ငန်းနဲ့ပြတ်တဲ့ပြဿနာတွေဖြစ်လာတဲ့လုပ်ငန်းတွေမှာကောင်းကောင်းမဖြစ်ရှင်းခဲ့ဘူးဟာထားလိုက်ပါအေးစိနေသားမှာဆိုပြီးတော့မှနေလာလိုက်တာအသက်ကြီးကြီးလာတော့ဘာဖြစ်လာလဲဆိုတော့ပြဿနာကြီးလာတာနော်အဲ့တော့ဒုတိယလူကတော့ငွေကြီးပြဿနာဖြစ်လာရင်အဲ့ဒီငွေကြီးပြဿနာကဘယ်လိုဖြစ်ရှင်းမလဲနော်ဘယ်လို soft လုပ်မလဲ relationship ပြဿနာတက်လာတယ်အဲ့တော့ဒီ relationship ပြဿနာကောင်းအောင်မှာဘာလို့လုပ်ရမလဲ ငါ့ရဲ့လုပ်ငန်းတွေမှာပြဿနာတက်နေလေငါဒီလုပ်ငန်းကိုဘလို့ကောင်းပြဿနာတွေဖြေရှင်းရမယ်လို့ဆိုပြီးတော့မှဖြေရှင်းလာတဲ့အတွက်သူဒီအသက်ကြီးလေးပြဿနာနည်းလေနော်အဲ့တော့ပထမလို့ကတော့အသက်ကြီးလေးပြဿနာများလေဖြစ်ပါတယ်အဲ့တော့အခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်တို့တွေလည်းမိတ်ဆွေတွေဒီလေကိုနေတိုင်းဖြစ်နေတဲ့ပြဿနာနော်ကြုံတွေ့နေရတဲ့ပြဿနာတွေကိုရှောင်ပွင့်မသွားပါနဲ့အဲ့ဒီပြဿနာတွေကိုအပြည့်ဖြေရှင်းပါနော်ဖြေရှင်းသွားပါ ခါဖြစ်ရှင်းတဲ့အတွေ့အကြုံတွေရတယ်။နောက်ထပ်ပြဿနာတွေထပ်လာတဲ့အဲ့ပြဿနာတွေထပ်ဖြစ်ရှင်းတဲ့အခါတို့ကြီး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 လာတဲ့အခါမှာပြဿနာနည်းတဲ့သူကျွန်တော်တို့ဖြစ်လာပါလိမ့်မယ်။တခုကိုတွေးလိုက်နိုင်မယ်လို့ထင်ပါတယ်။တခုကိုတွေးလိုက်နိုင်မယ်ဆိုလို့ရှိရင်တော့ comment မှာ yes လို့ရေးပြပါဦး။ဒီဗီဒီယိုဆုံးဖြတ်ကြည့်ပြီးတော့လေးကျေးဇူးများတင်ပါတယ်။ကျွန်တော်တို့ကုညာလေးအောင်မှာမင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေ။